မင်္ဂလာပါပေါ်ပေါ် review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမယ့်လိပွဲစဉ်တွေတော်တော်များများရှိတယ် Premier League ဆိုလို့ရှိရင်ဒီနေ့ညမှာ၅ပွဲကစားမယ်ကစားမယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားတော်ရှိရဲ့ Premier League ပွဲစဉ်၅ပွဲတည်းကနေပြီးတော့မှ၂ပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးတာလေမနေ့တော့တင်ပေးခဲ့တဲ့၂ပွဲကတော့အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာနောက်ထပ်၂ပွဲကိုထပ်ပြီးတော့ရွေးထုတ်ပြီးမယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသပ်ပေးခဲ့မှာဆိုလို့ရှိရင်တခြားတော့လိပြိုင်ဝေးတွေကပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တွေပြီးတော့တခြားတော့မောင်းတွဲတွေပေါ့နော်ဒါတွေကလုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာ တင်ပေးရပါတော့။ Telegram မှာမနေ့ကတင်ပေးခဲ့တဲ့ပွဲစဉ်တွေကလည်းအဆင်ပြေလိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲတော့ Telegram ကို Fiber ကို join ခြင်းတဲ့သူတွေရှိတယ်ဆိုလို့ရှိရင် channel နှစ်ခုလုံးရဲ့ link ကို DVD အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးရပါတော့။ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့။အဲတော့ဒီနေ့တို့ကပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည၈နာရီခွဲမှာကစားမယ့်ဒီ England Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Nottingham Forest နဲ့ Leeds United တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲတော့အဲပွဲစဉ်ရဲ့လက်ရှိပေါင်းချီကိုကျွန်တော်ပြန်ကြည့် Nottingham Forest ကသေချာရဲ့ပြားလေးစေရှုံးမယ်။ ီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်ဒီနှစ်ကိုသွင်းပြားလိတဲ့ရှုံးဝဲပေါ့နော်အဲ့တော့ဒီလက်ရှိ Nottingham Forest ကိုကျွန်တော်အပြင်ကြည့်ရင်သူတို့ကလက်ရှိ Premier League အိမ်ခွင်းမှာ၅ဝေးကစားပြီးရဲ့အချိန်မှာဆိုလို့ရှိရင်တပွဲပဲနိုင်နေပေါ့နော် သုံးပွဲချုပ်နဲ့တပွဲတည်ကြတယ်ပြီးလက်ရှိအင်္ဂလန်ပရီးမီးယားလီးဂ်ရဲ့အမှတ်ပေးစရာကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လက်ရှိမှာ Nottingham Forest ကအဆင့်16နေရာမှာရောက်နေတယ်ပေါ့နော်ပြီးတော့လက်ရှိအမှတ်ပေးစရာအဆင့်20က Wolverhampton နဲ့ရှင်ကြည့်မှာဆိုလို့ရှိရင်လည်းရမယ့်၄မှတ်ကွာတော့တွေ့ရလိမ့်မယ်ပြီးတော့ဒီ Nottingham Forest ရဲ့တိုက်စစ်ပေါ့နော်ဒီအားဒီမှာဆိုလို့ရှိရင် Forest ရဲ့တိုက်စစ်က Twin Go အနေနဲ့ဆိုလို့ရှိရင်9 Go ပဲရတာပဲပေါ့နော်ဒါကပြောမှဆိုလို့ရှိရင်လက်ရှိပရီးမီးယားလီးဂ်မှာဆိုလို့ရှိရင် Twin Go အနည်းဆုံးအသင့်နေတယ်မှာဆိုလို့ရှိရင် Forest ကတိုက်စစ်က Twin Go အနည်းဆုံးဖြစ်တယ်ပေါ့နော်လက်ရှိ Wolverhampton က Twin Go 9 Go ရတယ် ်ဖောရက twin goal ခုနှစ်ကိုလက်သင်းလုံးဝလက်ရှိ premier league မှာဆိုလို့ရှိရင် twin goal အနည်းဆုံးအသင်းနေဖြစ်နေရပါတော့အဲ့တော့ဒီတစ်ပတ်က league united ကိုကျွန်တော်ပြချင်းသူတို့အသင်းကလည်းပဲ ဒီဟာဒီအဝေးကွင်းမှာဆိုလို့ရှိရင်ရက်လက်ဆိုးတယ်ပေါ့နော်ဒါကစားခဲ့ပြီးရဲ့ပရီးမီယာလိ၅ဝက်မှာဆိုလို့ရှိရင်တဝဲပဲနိုင်တယ်ပေါ့နော်၄ဝက်ရှုံတယ်ပြီးတော့လက်ရှိအမပီးစီယာမှာဆိုလို့ရှိရင်လည်းဒီလီယူနိုက်တက်ကအစဉ်16နေရာမှာရောက်နေတယ်ပေါ့နော်အဲ့တော့နှစ်သိန်းလောက်ကိုကျွန်တော်ပြန်ကြည့်ရင်နှစ်သိန်းလောက်ကအရင်ဒီအခြေအနေရအရင်ကွာနေတာမရှိဘူးဒါပေမဲ့လို့ဒီ Northern Forest ကပြောလို့ဆိုလို့ရှိရင်လီယူနိုက်တက်ထက်သူတို့အသင်းမှာ PR တွေပိုများတယ်ပေါ့နော်သူတို့ကဒီပရီးမီယာလိအသင်းမဟုတ်ဘူးဥရောပပွဲစဉ်တွေထွက်ကစားရတယ်ဒီပွဲပန်းမှုအနေထားအရဆိုလို့ရှိရင်ဒီလီယူနိုက်တက်ရဲ့စိုင် Northern Forest ကပိုပြီးပွဲပန်းနေနိုင်တယ် ော်နော်ပြီးတော့နော်တင်ဖောရက်ကပြောမှဆိုလို့ရှင်ဒီဘွဲကစားပြီးသွားလို့ရှင်လေသူတို့အတင်းကလေဘဘူးနဲ့တွားကစားဖို့ရှိတယ်ဒီဘွဲမှာနော်တင်ဖောရက်ဒီတဖက်ကလေးယူနိုက်တက်ကိုအနိုင်ယူဖို့ဆိုတာလည်းခက်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်လေးယူနိုက်တက်ကိုတိုင်ကကြာတော့ဒီပြီးခဲ့တဲ့အပတ်က Friday နဲ့ပွဲမှာသုံးခုပြန်နဲ့ရှုံးတာဆိုတော့ဒီပွဲမှာသူတို့အသင်းကဘောင်းဘက်ပြန်ပြလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အနည်းဆုံးတော့ဒီပွဲမှာ Lee United ဒီ Nottingham Forest ကိုမရှုံးကစားနိုင်မယ်လို့ထင်တယ်ဗောနော်အဲ့တော့တည်ကြရင်ပြ40ရှုံးမယ်ဆိုတော့ Nottingham Forest ကဆိုင်ကျွန်တော်ကအဝေးကွင်းအသင်းဖြစ်တဲ့ Lee United အသင်းကိုပို့တော့ကြရဲဗောနော်အဲ့တော့ပထမဆုံးပွဲစဉ်မှာတော့ Lee United အသင်းကိုရွေးချယ်ပေးခြင်းနဲ့ဗောအဲ့တော့ဒီနေ့အတွက်ဒီဒုတိယမြောက်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည7:00နာရီမှာကစားမယ်ဒီ England Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Man City နဲ့ Liverpool ရဲ့ပွဲစဉ်ဗောနော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိ ောက်ကြီးကိုကျွန်တော်ပြန်ကြည့်မန်စီးတီးကတရေကျရင်65ပြရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြ40ရှုံမယ်ပေါ့နော်အဲ့တော့ဒီမန်စီးတီးရဲ့ ဒီရာဒီအင်ဝင်းပရီးမီယာလီဂ်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်၅ပွဲကစားပြီးခဲ့ပြီးရဲ့အချိန်မှာ၄ပွဲနိုင်တဲ့တပွဲပဲရှုံးနေပါတော့ပြီးတော့ဒီတစ်ဖက်ကလီဗာပူးကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီရာဒီဝေးပွဲမှာဆိုလို့ရှင်လီဗာပူးက၂ပွဲနိုင်တဲ့၃ပွဲရှုံးနေပါတော့ပြီးတော့ဒီနှစ်တင်းလုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လီဗာပူးရဲ့ဒီရာဒီပရီးမီယာလီဂ်အဝေးခွင့်၅ပွဲမှာဆိုလို့ရှင်နှစ်တင်းပေါင်းတွင်ကို၃ဂိုးအောက်ကိုရောက်ခဲ့တာဒီဘန်လီနဲ့တပွဲပဲရှိရပါတော့ဒါတော့မှဘန်လီက ဒီလမဘူးကိုပြန်ပြီးတော့ဒီအိတ်ပွဲစမှာဆိုလို့ရှိရင်တိုက်စစ်ပြန်ကစားဖို့စဉ်းစားခဲ့တယ်အသိမဟုတ်ဘူးတပွဲလုံးလမဘူးပိတ်ပြီးဆော့သွားခဲ့လို့အိတ်ပွဲစင်ကကိုးအောင်ခဲ့တယ်ကျွန်တော်သတ်မှတ်နိုင်တယ်ဗောနော်ဒီမန်စီးတီးကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီရဒီမှာသူတို့ကစားခဲ့တဲ့ပရီးမီးယားလိအိမ်ခွင်း၅ပွဲမှာဆိုလို့ရှိရင်နှစ်သိန်းပေါင်းသွင်းကို၃ဂိုးအောက်ကိုရောက်ခဲ့တာ၂ပွဲပဲရှိရဗောနော်ဒီအေဗရန်နဲ့တပွဲရဲ့ဒီစပါးနဲ့ပွဲစဉ်တပွဲရဲ့ဗောနော်ပြောမှဆိုလို့ရှိရင်အဲ့ဒီ ကိုောက်ခဲ့နှစ်ပွဲလုံးကျွန်တော်ပြန်ကြည့်ရင်အဲ့ပွဲစဉ်နှစ်ပွဲလုံးမှာတွေ့ခဲ့တဲ့အသင်းတွေကစပါနဲ့အေဗာတန်အစရှိအသင်းနှစ်သင်းဖြစ်တော့ဒီနှစ်သင်းကလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်ဒါခန်စစ်ကိုချီချီလေးလေးကစားတတ်တဲ့အသင်းတွေဖြစ်တယ်အပြန်လန်တိုက်စစ်ဆင်ပြီးတော့ဒီကစားတတ်တဲ့အသင်းတွေမဟုတ်ပဲဘူးနော်အဲ့တော့ပြောမှဆိုလို့ရှိရင်အဲ့ပွဲစဉ်တွေကပဲကိုောက်ခဲ့တယ်ဂျန်နယ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တင်ကိုတွေ၃ကိုနဲ့အထက်ကိုရှိခဲ့တာကိုတွေ့ရလိမ့်မယ်ဘူးနော်အဲ့တော့လီဗာပူးကမန်စီးတီးရောနှစ်သင်းလုံးက ဒီလက်ရှိမှာခန်းစစ်ပိုင်းရာဆိုအားနေတယ်ဗောလီဗာပူးဆိုလို့ရှိရင် တွေ့ခန်းစစ်ကတော်တော်ဆိုးတယ်ဗောနော်ဒီပွဲတိုင်းนี่ပါပေးကိုးတွေပေးထားတော့တွေ့ရလိမ့်မယ်သူတို့အသင်းကိုပြန်ပြီးတော့တိုက်စစ်စင်ကစားတတ်တဲ့အသင်းနေတွေ့တိုင်းမှာလီဗာပူးရဲ့ခန်းစစ်ကပေးကိုးတွေပေးထားတယ်ဗောနော်အဲ့တော့ဒီပွဲကအပြန်အလှန်အသင်းကိုရှိမယ်လို့ကျွန်တော်ရှင်းတယ်ပြီးတော့မက်ဆီဒီနဲ့လီဗာပူးဒီနေ့တင်းရဲ့ဟတ်တူရယ်ဝက်ဆက်ဒီမှာဆိုလို့ရှိရင်နောက်ဆုံး၄ချိန်ဆက်တိုက်ဂိုးအောက်ထားရတော့တွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ဒီပွဲကဒီနောက်ဆုံး၄ချိန်ဆက်တိုက်ဂိုးအောက်ခဲ့တဲ့ မှတ်တမ်းတစ်ခုဒီဗောင်းမြန်ပြန်လည်လိမ့်မယ်လို့ထင်တယ်။ဒီနှစ်သိန်းပေါင်း3ခုလောက်နေစကြည့်ရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။ MCD 21ဒါမှမဟုတ်ဒီ MCD လေပါဘူး22အဲ့လောက်ထိဖြစ်နိုင်နေမယ်ကျွန်တော်ထင်တယ်ပေါ့။အဲ့တော့ဒီဘွဲမှာတော့ goal ပေါ်ပဲရွေးချယ်ပေးခြင်းနဲ့ပေါ့။